ျွန်တော်ရဲ့မွေးနေ့ကမနေ့ကပြီးသွားပြီအဲ့တော့မွေးနေ့လက်ဆောင်အဖြစ်မန္တန်တပုတ်ကျွန်တော်ကသင်ပေးခြင်းတယ်အဲ့ဒီမန္တန်ကဘလောက်တောင်မှစွန့်လဲဆိုရင်အဆောင်အလျှောက်နတ်ဒီဝတာတွေရအောင်မှတလောက်ကိုတစ်ခေါက်ထပ်ပို့ပြီးရွရင်မကြိုက်ဘူးတစ်ခေါက်ဆိုတော့သူကတစ်ခေါက်ကိုတစ်ခေါက်ရွရင်38ခေါက်ရွပါတယ်တစ်ခါရွရင်38ခေါက်ရွပါတယ်ပေါ့ဆိုတော့အဲ့လိုအရေးအကြောင်းရှိမှသာရွရတဲ့မန္တန်ထဲမှာပါတယ် ။ဘာဖြစ်လို့တော့ဆိုတော့ဒီမန်နာကိုရွတ်လိုက်တယ်ဆိုလို့ရှိရင်ဘေးပတ်ဝန်းကျင်မှာရှိတဲ့အဆောင်ရှောက်ပုံကိုတွေကငွေကြေးစီးပွားဥစ္စာတောင်ပေးမဲ့သူကိုယ်ပေးမဲ့သူမရှိရင်တို့ကရှာပြီးတောင်ပေးကြရတာကိုအဲ့လိုမျိုးအစွမ်းအာနိသင်ထက်မြက်တဲ့အဲ့ဒီမန်နာအဲ့တော့လမ်းရှောင်ရင်ရွတ်ရတယ်။အိမ်ထဲမှာတော့မရွတ်ကြဘူး။လမ်းရှောင်ပြီးရွတ်ရတယ်။လမ်းရှောင်ရင်လည်းရွတ်39ခါပြည့်သွားတာနဲ့မကြခင်မှာပဲငွေဝင်လာတာ။အဲ့တော့လမ်းသွားလက်ခေါ်မန်နာလို့ခေါ်တယ်။ကျွန်တော်တစ်ချိန်ရွတ်ပြမယ်။ အုံဘုံမာဒေဝါစနာဂရာဒေဝါစန္ဒီနတ်ကြီးဝန္တကရဏိယအုံသူရတ္တိမာတာစအနုကံပံချင်းဆရာချင်းကတ်ဆရာကတ်ဒါပဲမှန်တယ်တူတူလေးနှစ်ကြောင်းပဲရှိတယ်တစ်ခေါက်ထည့်ရုပ်ပြမယ်အုံဘုံမာဒေဝါစနာဂရာဒေဝါစန္ဒီနတ်ကြီးဝန္တကရဏိယအုံသူရတ္တိမာတာစအနုကံပံချင်းဆရာချင်းကတ်ဆရာကတ် ဒါပဲအဲ့ဒါ38ကောက်39ကျင်းရွတ်တာကိုသူကတစ်ခေါက်လို့ယူလား39ကျင်းရွတ်ရင်တစ်ခေါက်တစ်လမှာတစ်ခေါက်ပဲယူရတယ်ငွေလုံမှယူရတယ်တစ်လမှာတစ်ကျင်းထက်ပိုပြီးတော့မယူရဘူးချက်ချင်းအဲ့ဒါယူပြီးလမ်းလျှောက်ရင်းနဲ့ယူရတယ်အပြင်အပြင်ဘက်မှာပေါ့နော်လမ်းလေးပါလေးလျှောက်ကားလေးပိုင်းနဲ့သွားနေတော့ယူလည်းရပါတယ်အဲ့လိုယူလိုက်တာနဲ့အဲ့ဒီစီးပွားဥစ္စာကိုနှက်ဒီဝတာတွေရှာပြီးတော့ပေးရတယ်အဲ့ဒါမှတ်ထားပြီးတော့နော်အဲ့ဒါဘသူရဲ့နီးလဲဆိုတော့စူရူပန်ဆရာဦးကျော်ကြီးရဲ့နီးအဲ့ဆရာကြီးသင်ပေးသွားတယ်နီးနော်